နေ့အစွမ်းစာနဲ့မိုးတီတာကိုတွေ့အောင်ရှာနိုင်ရှာအခုတော့ငါအိမ်ထဲကအခုချက်ချင်းထွက်မထွက်လို့ကတော့ရဲခေါ်ပြီးဆွတ်ထုတ်မှာနော်ဘွားကြီးပါလေတိတ်အောင်ကျင်းနေဟုတ်လားငါတူမကိုတိုင်ကနင့်ကိုပြက်ပါပြီလို့ပြောဟာကိစ္စကိုဘာဖြစ်လို့အရှက်မရှိလာပြီးတွေ့ကက်နေရလဲအေး နေ့အစွမ်းစာနဲ့မိုးတီတာကိုတွေ့အောင်ရှာနိုင်ရှာအခုတော့ငါအိမ်တွေကအခုချက်ချင်းထွက်မထွက်လို့ကတော့ရဲခေါ်ပြီးဆွတ်ထောက်မှာနော်ဘွားကြီးပါလေတိတ်အောင်ကျင်းနေဟုတ်လားအေးခင်များနဲ့ကြောက်တွေ့မယ် ဒီရှုပ်ထုပ်တွေအားလုံးကြောခိုင်းပြီးတော့တထင်းမဘဝနဲ့နေပြမယ်။ငါ့အတွက်အရာအားလုံးဟာဘဝတစ်ကနေပြန်စတင်ပါဟာအေးမြမိုးဆိုတဲ့ကောင်မဆင်းရဲမွေးတည်နေတဲ့နေရာဟာမပေါ့အဲ့လိုမိမမျိုးကိုငါသအပြတ်တနိုးတံမိုးထားပြီးချစ်နေတယ်ဟုတ်လား အမလေးမလေးငါသွေးတက်လိုက်တာစုံစမ်းခိုင်းကြည့်ရတော့တော့သူ့ဦးနဲ့သူ့တော်တော်လေးကိုတဘောကြပြီးချစ်နေကြတယ်လို့ပြောပါတယ်ဩကိုကနဲ့ကိုမမအမလက်ဖြစ်နေရတယ်ကြားတယ်ငါ့ကိုဒုက္ခပေးပြန်ပြီအောင်စီအောင်စီမတစ်စာဟုတ်ကဲ့မမကြီးကျမတို့ဒီကိစ္စကိုကိုနီးကိုဟန်နဲ့ဖြေရှင်းလိုက်တာအကောင်းဆုံးဖြစ်နိုင်တယ် အဲ့ဒီတော့အေးမြမိုးဆိုတဲ့ကောင်မနဲ့ကျွန်မတွေ့ကျင်တယ်စီစဉ်လိုက်ပါ ဟုတ်ကဲ့ပါမေကြီးအော်ညစနီတယောက်ကငြိမ်နေပါလားသူပဲသွားလဲမမကြီးကမနေ့ဆိုအစောကြီးထွက်သွားတော့သူပဲသွားလဲကျွန်မလည်းတေချာမသိပါဘူးအတစ်စား ဟုတ်ကဲ့မေကြီးဒီအိမ်ကြီးတစ်ခုလုံးရဲ့အိမ်တော်ဒိန်းယာရူနဲ့လောက်ခလာစာတွေကိုဒီတဲ့ပို့ပြီးပေးမယ်ဆိုရင်ဘာအတွက်ကြောင်းမဖြစ်ဖြစ်ကျမလူလုံးမလားအရှင်ဟောဟိုမတ်တစ္ဆာကကျမရောက်လာကြတဲ့ဟာဒီမှာရှိနေတဲ့သူလေတစ္ဆာဆိုတဲ့နာမည်နဲ့လိုက်အောင်တစ္ဆာရှိလိမ့်မယ်လို့ ကျမယုံကြည်တယ်။ပန်းကလေးတွေနေရာမှာသာတခြားလူတွေတယောက်ပြီးတယောက်ပြောင်းသွားကြတာ။မတစ်စာတော့ဒီမှာရှိနေတာ။နှုတ်လုံးပြီးအပိုစကားမပြောဘဲအလုပ်လုပ်တဲ့သူကိုကျမကတမိုးထားချင်းမြောက်ချင်တယ်။ဟမ်။ကျမကဒီအင်ကြီးအတွက် တစ္ဆာခံလာတဲ့သူပါမမီကြီးရဲ့လူရဲလို့မဟုတ်ပါအားလုံးအတွက်ကျမကအဆင်သင့်ရှိနေပါတယ်ကျမအနာနေကျမလူတီးတန့်လုပ်ပြီးတော့ဒီအိမ်တစ်ခုလုံးရဲ့အိမ်တော်တင်းယာဒူးကိုယူပန်းကလေးတွေအားလုံးကိုအုပ်ချုပ်လာစားလဲထတ်တိုးပြီး လူဆိုတာအသက်အရွယ်တန်းတစ်ခုရလာပြီဆိုရင်လူလေးစားခံရတဲ့ဂုံပုတ်တစ်ခုလိုအပ်တယ်မသစ္စာလေဒီလိုအိမ်ဝအနေထားနဲ့တသက်လုံးနေသွားနိုင်မှာမဟုတ်တာအဲ့ဒါကြောင့်ကျမမသစ္စာအတွက်တည်တည်တန်တန်ဖြစ်ဖို့အိမ်တော်ဒင်းရာဒူးဆိုတဲ့ဂုံပုတ်ကိုမြစ်တာနဲ့ဆောင်ပေးတာပါ ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျမစူးစမ်းပါမယ်အဲ့ဒါဆိုရင်အေးမြမှုနဲ့တွေ့ပဲကိစ္စအောင်စီစဉ်လိုက်တော့ဟုတ်ကဲ့မေကြီးကျမလူဖြစ်သွားပြီနော်ဘာဖြစ်ဖြစ်နှုတ်လို့ရမယ်ဟုတ်ကဲ့ပါမေကြီး အောင်စီယာသူ့ထက်အများကြီးအစင်တန်းနေတဲ့မင်းကလေးတယောက်နဲ့ချစ်သူဖြစ်နေအဲ့တော့သူ့စိတ်တွေမိုးစီရောက်လာအောင်မိုးကိုယ်တိုင်ပဲစူးစမ်းကြည့်မလားကိုထွန်းအောင်စီမလား မိုးတည်တာပါမေမေကြီးပြပြထားရမလားဩမိုးတည်တာဟုတ်ကဲ့ကိုထွန်းအောင်စီနဲ့မိုးနဲ့ကိုမေမေကြီးရလက်ထပ်ဖို့စီစဉ်နေတယ်ဆိုအောင်သိထားရမလားအဲ့ကိစ္စဆိုရင်တော့ကျွန်တော်နောက်မှဆွေးနွေးရမယ်ကောင်းတယ်ကျွန်တော်အရေးကြီးတဲ့လူတစ်ယောက်နဲ့ကိစ္စလေးတခုချိန်ထားရှိလို့မိုးတည်တာပြန်လိုက်ပါလားကျေးဇူးပြုပြီ မိုးရိုးနှစ်ယောက်လက်ထပ်ဖို့ကိစ္စထက်အရေးကြီးတဲ့ကိစ္စဆိုတာဘာများရှိသေးလို့လဲကျွန်တော်ချစ်သူနဲ့ချိန်ထားလို့အော်ချစ်သူရှိနေရလားဟုတ်ပါတယ်ကောင်းပြီလေအဲ့ဒါဆိုရင်လေမိုးရိုးလက်ထပ်မဲ့ကိစ္စကိုနောက်ရကြမှာအေးဆေးဆွေးနွေးကြရပါတော့ ငိုကလက်ထပ်ဖို့စီစဉ်ရမှာတွေကအချိန်ရပါသေးတယ်။နောက်ရက်မှနှစ်ယောက်ထဲ AC ထပ်ပြီးတော့တွေ့ကြတာပေါ့။မိုးကတမင်တကာကိုထွန်းအောင်စီနဲ့လက်ထပ်ဖို့ကိစ္စကိုလာပြီးတော့ဆွေးနွေးတာ။ရှားပါတယ်။အခဏလေးတမင်တကာလာဆွေးနွေးတာကျွန်တော်ဒီမှာရှိနေတာကိုဘယ်သူပြောလိုက်တာ ဒီမှာခေါ်လာခဲ့ပါပြီမေကြီးအေးမြမို့ဆိုတာညီးလာဟုတ်ပါတယ်ရှင်ငါစကားတွေရှေးရှေးဝေးဝေးမပြောချင်ငါသားနဲ့ညီးနဲ့ကြိုက်နေဆိုငါသိညီးလို့ခြင်းနဲ့ဝေးထားလိုက် လိုက်တာလဲအန်တီကျမကိုဒီငွေနဲ့ပြပောက်ပြီလာမစော်ကားပါနဲ့အမလီနင်ကဒီလိုငွေအထုတ်လိုက်နေအပေါက်ခံရတာအပေါ်ရေလုတ်ပြီးနာပြမနေနဲ့နင်လိုချင်တဲ့ငွေယူထားလိုက်ငါပေါက်ဘတော်မှမပတ်သက်နဲ့ကျမနဲ့အကုန်ကတကယ့်ကိုမေတ္တာဆင်မေတ္တာမှန်နဲ့ချစ်ခဲ့ကြတာပါအဲ့ဒါကြောင့်ငွေမတ်တယ်ဆိုတဲ့စကားကိုတော့မသုံးပါနဲ့ကျမဒီငွေတွေလည်းမလိုချင်ပါဘူးအဲ့ဒါကြောင့်ကိုငွေတွေကိုဘာသာကိုသာပြန်ကောက်သွားလိုက်ကြပါဟာ ာပြောလိုက်တယ်နင်တမင်လုံနေဆိုတာငါသိရယ်နင့်အစ်စ်နဲ့နင်မမြင်မှုတော့ဝေးအမောက်ငါပေးထားတယ်ဝေးကောက်ပါငါပါနောက်ပတ်တော့မကတ်နဲ့ကျွန်မတို့ဒေါသမဖြစ်ပြအောင်လာမလောက်ပါနဲ့အတူလောကမှာပတ်စံထက်အရေးကြီးအရာမှာအများကြီးအဲ့ဒီထဲမှာအကုန်နဲ့ကျွန်မရဲ့ချစ်ချင်းမြတ်တာလည်းပါတယ်သူကုန်းနေကျွန်မစီအဝတ်တထဲကိုသူနဲ့ဆင်းလာတယ် ကျမကတော့လက်ခံပါပဲသူ့နောက်ကသူ့ရဲ့အတိုင်းဝိုင်းနဲ့သူ့ရဲ့ပိုင်ဆိုင်မှုကျမဘာတစ်ခုမှစိတ်မဝင်စားဘူးအန်ဒီတို့လို့ဖြစ်ပြပြဝင်မက်နေတာလည်းမဟုတ်ဘူးဟောမောငင်းကများရာရာဆော့တာဟမ်